မင်္ဂလာနနက်ခင်ပါယေရှုဂိယုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့နေတွေ့ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်လေထုရည်သွေးကတင်းတင်းဖြစ်ပါတယ်တနိတာလုံးတွေတိမ်တင်းတင်းမှ တိမ်ထူတက်ပြီးတော့မှမနေ့ပိုင်းမှာမိုးတစ်ချိန်တစ်ချိန်နဲ့ညနေပိုင်းမှာမိုးတီးထန်စွာရနိုင်ပါတယ် အမြင့်ဆုံးပြုခြင်းကတော့29ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝိပြုခြင်းလင်းပြနိုဝင်ဘာလ1ရက်နေ့စနေနေ့2025ယုံကြည်ခြင်းတရားဘက်မှစူးစား၍တိုက်လန့်စေခြင်းကဒီကချက်ရှင်ယူဒဩဝါဒစာမခွန်အာယူဇာများအပိုင်း1ဖတ်ရန်ချမ်းချက်ရှင်ယူဒဩဝါဒစာခန်းကြီး1ခန်းငယ်1မှ9ယေရှုခရစ်၏ကြုံဖြစ်သောယာကုပ်ညီငါယူဒသည် ။သမီးတော်ဘုရားသခင်တန့်ရှင်းစေတော်မူ၍ယေရှုခရစ်ခေါ်ထားဆောင်မတော်မူသောသူတို့ကို ကြားလိုက်ပါ၏။သင်တို့၌ဂိယူနာရှိပါစေသောငြိမ်းချမ်းခြင်းနှင့်စစ်ချင်းများပြားပါစေသောစစ်သူတို့အညီအမျှဆက်ဆံသောကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ပေးလိုက်ခြင်းကငါသည် အလွန်ကြိုးစားသည်တွင်တန့်ရှင်းသူတို့၌ထက်ကအပ်ပေးခဲ့ပြီးသောယုံကြည်ခြင်းတရားဘက်မှသင်တို့သည် ကြိုးစား၍တိုက်လံစေခြင်းကနှိုးစော်သွေးဆောင်၍ရေးလဲရသောအကြောင်းရှိ၏အဘယ်ကြောင့်နည်းဟုမူကားငါတို့ဘုရားသခင်ယေရှုတော်ကိုကိလေသာ၏ညစ်ညူးခြင်းလို့ငါမှောက်လင်လျက်တပါးသည့်အစိုးရတော်မူသောရှင်ငါတို့သခင်ယေရှုခရစ်ကိုညင်းပယ်လျက်အပြစ်ခံစေခြင်းကရှေးကစီရင်မှတ်သားနှင့်သောအတ္တမလူချို့တို့သည်ပရိယံနှင့်အမတ်တမဲ့ဝင်ကြပြီထို့ကြောင့်သင်တို့သည်တိနှင့်တော်လဲ ငါသည်တတိပေ၍ပြောခြင်းသောအကြောင်းအရာဟုမူကားသာဗရဖျားသည်ဣသရေလလူတို့ကိုအေဂုတ်တုပ်ပြည်မှကယ်လွတ်တော်မူပြီးလင်မယုံကြည်သောသူတို့ကိုတဖန်ဖြတ်စည်းတော်မူ၏ထိုမှတပါမိမိတို့အခွင့်အရာကိုမဆောက်မိမိတို့နေရာရက်ကိုစွန့်ပစ်သောကောင်းကင်တမန်တို့ကိုကြီးစွာသောနေ၌စစ်ကြောစီရင်လို့ကသာဗရချီနောင်ခြင်းအပြင်မောင်မိုက်ထဲမှာချုပ်ထားတော်မူ၏ထိုနည်းတူ တောရုံမျိုးနှင့်ဂေါမောရာမျိုးမှစ၍ပတ်ဝန်းကျင်၌ရှိသောမျိုးတို့သည် အထက်ကဆိုခဲ့ပြီးသောလူဆိုးကဲ့သို့မတရားသောမိထုံကိုအလွန်ပြု၍ကိုခင်ပွန်းမဟုတ်သောသူတို့နှင့်မှားယွင်းခြင်းမှုနိုင်ခြင်းလေသောကြောင့်သာဝရမိနစ်ကျွမ်းလောင်ခြင်းတန်ကိုခံရ၍ပုံသက်တည်ထင်ရှားလျက်ရှိကြ၏တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး6ခန်းငယ်12ယုံကြည်ခြင်းနှင့်ဆံ၍ကောင်းစွာသောတိုက်လန့်ခြင်းကိုပြုလော့ သာဝရတက်ကိုကန်ယူလောထိုတက်ကိုရမိကြောင်းတင်ဒီခေါ်ရမှုချင်းကိုခံရ၍တက်တည်များတို့ရှိ၌ကောင်းမွန်စွာဝန်ခံပြီဒီကျမ်းစာကိုရေးတဲ့ရှင်ယူဒတ်သည်တခင်ရွှေတက်ရှိထင်ရှားရှိစဉ်တုန်းကတခင်ရွှေရဲ့ညီတွေဖြစ်ပေါ်ပြခံရတဲ့ယာကုပ်ယောသေရှိမုန်ယူဒတ်ဆိုတဲ့သူတွေကတယောက်ဖြစ်တဲ့သို့တော်လည်းပဲဒီနေရာမှာသူ့ကိုယ်သူပေါ်ပြတဲ့အခါမှာသူဒီတခင်ရွှေနဲ့သူ့ဇာတိရသွေးသားတော်ဆက်တဲ့အကြောင်းကိုမပေါ်ပြဘဲနဲ့ ယေရှုခရစ်ရဲ့ကြောင့်ဖြစ်ပဲသူကိုယ်သူဖော်ပြတယ်။ဒါကသူ့ရဲ့နှိမ်ချမှုကိုဖော်ပြပြီးတော့မှလူစားတိရတော်ဆက်ပုံတွေအမျိုးတော်ဆက်ပုံတွေဟာရေးမကြည့်တဲ့အကြောင်းကိုဖော်ပြတဲ့အရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနည်းအားဖြင့်သူကိုယ်သူယာကုပ်ရဲ့ညီလိုဖော်ပြခြင်းသည်သူသည်သခင်ယေရှုနဲ့အမျိုးတော်ရာကိုလည်းတန်ဖိုးထားတဲ့အကြောင်းကိုဖော်ပြခြင်းလည်းဖြစ်ပါတယ်။သခင်ယေရှုနဲ့သူ့ရဲ့အသွေးအသားဆက်ဆက်တဲ့ပုံသည် လူစာတီသူရဲ့သွေးထဲမှာရှိတဲ့သွေးသားဆက်ဆက်ပုံထဲကားရိုက်မှာသွန်းခဲ့တဲ့သွေးတော်အပြင်ရရှိခဲ့တဲ့အသွေးသားဆက်ဆက်ပုံကို သူတံမိုးပို့ထားတယ်။အားကြောင့်မလို့သူကသူခရစ်တော်ရဲ့ဂျုံနေနဲ့မိတ်ဆက်ပါတယ်။ဒီစာကို သူရည်ရွယ်ပြီးတော့မှရေးသားပေးပို့လိုက်တဲ့သူတွေကတော့ယုံကြည်သူခရစ်ယာန်တွေဖြစ်ပြီးတော့မှသခင်ရှုခေါ်ထားတဲ့သူတွေသခင်ရွှေစောင့်ရှောက်ခြင်းကိုခရရတဲ့သူတွေသမီးတော်ဘုရားသခင်ကတန်ရှင်းစေတော်မူတဲ့သူတွေလို့ဖော်ပြထားပါတယ်။ ဘမဥဆုံးနေနဲ့ဂယုဏငြိမ်သက်ခြင်းနဲ့ချစ်ချင်းမြတ်တာဒိုးပွားများပြဖို့ရန်အတွက်သူသူတောင်းပေးတယ်ဒီစာကိုအရင်ကသူရေးဖို့စဉ်းစားတဲ့အခါမှာအညီမျှဆက်ဆံတဲ့ကဲတင်းချင်းเจ้าရောင်ကိုပဲရေးပေးဖို့ဖြစ်တယ်ဒါပေမဲ့အခုအချိန်နေရတန့်ရှင်းသူတွေကနေဘမပေးအပ်ထားခဲ့တဲ့ယုံကြည်ခြင်းတရားဘက်မှာစူးစားဘမတိုက်လံဖို့ရန်အတွက်ကိုသူပြန်ဘမပြင်ဆင်ရေးသားရတယ်ဘာကြောင့်လဲဆိုတော့မိစ္ဆာဆရာတွေပေါ်နေပြီဖြစ်တယ် သူကိုချိန်ချောင်းနေပြီဖြစ်တဲ့အတွက်သူ့ရဲ့ရေးသားကိုပြန်ပြီးတော့မှပြင်ပြီးတော့မှရေးတဲ့ဆိုတဲ့အကြောင်းကိုပေါ်ပြရတယ်။လက်တွေ့မှာ ဖြစ်ပျက်နေတဲ့အရာကဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကိလေသာညှဉ်းညူခြင်းလို့ငါပေါက်လန်တဲ့သူတွေရှိတယ်။ဘုရားသခင်ရဲ့အစိုးရတော်မူသောသခင်ယေရှုခရစ်ကိုညင်းပယ်ပြီးတော့မှပိုးကနဦးစီစဉ်ထားတဲ့အပြစ်ကို ခံဖို့ရန်အတွက်ကိုလှုပ်ဆောင်တဲ့အာဓမ္မလူချိုးတွေဟာပရိယေနဲ့မတ်တမဲဝင်လာကြပြီလို့ပေါ်ပြရတယ်။ ဒီရာအတွက်သူ့ရဲ့ဩဝါဒစာကိုပြန်ပြီးတော့မှပြင်ဆင်ရေးသားရခြင်းဖြစ်တယ်။သူတို့တွေဟာတိနှင်းတော်လဲပဲတဲ့။သတိပြေပြေပြောခြင်းနဲ့အကြောင်းများကတော့ဟိုအေဂုတုပြည်ကနေလွတ်လာတဲ့ဣသရေလလူတွေဖျားကိုမယုံကြည်တဲ့အခါမှာဖြစ်ပျက်တဲ့ဖြစ်ပျက်သည့်အပြင်သတိပြေတယ်။ဓမ္မဟောင်းခေတ်မှာမိမိရဲ့အခွင့်အရာကိုမဆောင်လျှောက်တဲ့ကောင်းကင်တမန်တွေကိုဖျားသခင်ဟာအိုးသာဝရချီနာမရောမောင်မိုင်ထဲမှာချုပ်ထားရဲဆိုတဲ့အကြောင်းကိုလည်းပေါ်ပြတယ်။ တောရုံနဲ့ဂေါမောရာမျိုးတွေအကြောင်းကိုပြန်ဖော်ပြပြီးတော့မှမတရားတဲ့မိထုံတွေကိုအတိအထူးပြုကြဖို့ရန်အတွက်သူတွင်တင်ပါတယ်။ဆိုလိုတာကတော့အဲ့ဒီပါရွင်တဲ့ဩဝါဒတွေပြည့်ရင်နဲ့ဝင်လာတဲ့အကြောင်းအရာတွေကိုပေါ်ပေါ်ဆာဆာသတိမထားနဲ့ကိုယ့်ရဲ့တက်တာလျှောက်လုံးအရှိကရခဲ့တဲ့အရာတွေအားလုံးဆုံးရှုံးသွားနိုင်တယ်။ကိုယ်ပါမမိုက်သေးကိုခြားပြမခံရနိုင်တယ်ဆိုတဲ့အကြောင်းကိုသတိပေးထားခြင်းဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။ မြတ်တော်ရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တဲ့ဒီလအစ်စ်ကိုကိုရရှင်ပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။ November လထဲမှာမွေးဖွားကြတဲ့သူတွေအားလုံးကိုရရှင် ကောင်းကြီးပေးပါ။ဘုရားသခင်ထမလာတဲ့ပဂတိညီသက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလုံခြုံခြင်းစိတ်နှလုံးလိုပြည့်စုံခြင်းများ ပြင်ချပေးမှသာသနာတော်မူပါ။ဘုရားရဲ့အလိုတော်နဲ့ညီသက်ရှင်ဘုရားဘုရားရဲ့အကျင့်စီတော်တိုင်းကြီးပွားတိုးတက်တော်သူတွေတည်တည်ဖြစ်စေပါမည်ကြောင်း ောင်းကြီးပေးပါဆဲမခြင်းကိုကိုရရှင်သာမန်မပြည်သူပြည်သားအတိုင်းကိုကိုရရှင်ပြင်ဆင်ပေးပါမကျမ်းမာတဲ့အခါမှာစေုံစေကံတရားကုသတဲ့အခါမှာကုန်ကျစိတ်တွေအလွန်များပြားပါတယ်သာဝန်ရည်တွေခက်ခဲတဲ့ဂျာတဲ့ကစေဝါးတွေကုသဖို့ရန်အတွက်သာမန်လွန်မင်းရုံးကန်ရပါတယ်ဘုရောသာမန်တွေဘဝတက်တာတွေပုံမှန်တွေပြန်ရောက်စေဖို့ရရှင်ကောင်းကြီးပေးပါအထူးကိုရရှင်ဒီခက်ခဲကြမှာလဲ ရရှင်မားစားမှုကိုရရှိတဲ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်။သာရမပြစ်တွေကိုဝင်ချတောင်းပန်လေသာရမပြည်တော်ကြီးကိုဆန္ဒပေးပါမည်ကြောင်းအခင်ယေရှုခရစ်တော်ဖျားရင်နာမတော်မြတ်ကိုမြှုပ်လေသနာခံဆုတောင်းကြပါရဖဖျား။အာမင်။